မင်္ဂလာပါရှင်အရှိအလဲပိုင်းဒေသမှာနိုင်ငံရေးဘာသာရေးနဲ့တမိုင်းဝင်အရေးပါမှုများစွာရှိတဲ့အစ္စရေးနိုင်ငံရဲ့တမိုင်းချောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်နိုင်ငံရဲ့မြို့တော်ကတော့ဂျေရုဆလင်မြို့ဖြစ်ပြီးအကြီးဆုံးမြို့ကတော့တဲလ်အဗစ်မြို့ပဲဖြစ်ပါတယ်ဂျူးလူမျိုးတွေအများဆုံးနေထိုင်ကြပြီးတော့ဂျူးတွေရဲ့မြို့လို့တင်စားခေါ်ဝေါ်ကြပါတယ်အစ္စရေးဟာအရှိအလဲပိုင်းမှာရှိတဲ့အကြီးဆုံးစီးပွားရေးများထဲမှာတစ်ခုရှိပြီးတော့အာရှမှာတတိယမြောက် တဦးချင်း GDP အမြင့်ဆုံးနိုင်ငံဖြစ်ပါတယ်။အာရှမှာလူနေမှုအဆင့်တန်းမြင့်မားတဲ့နိုင်ငံလည်းဖြစ်ပြီးတော့အစ္စရေးကနည်းပညာအဆင့်မြင့်ပြီးဖွံ့ဖြိုးပြီးနိုင်ငံတွေထဲကတစ်ခုဖြစ်ကသုတေသနနဲ့ဖွံ့ဖြိုးရေးအတွက်အချိုးကျသုံးစွဲမှုဟာတခြားနိုင်ငံတွေထက်ပိုများပါတယ်။အစ္စရေးနိုင်ငံရဲ့တမိုင်းဟာ BC 1000ခန့်ကတည်းကစတင်ခဲ့ပါတယ်။ဒါဝိဘုရင်နဲ့သူ့ရဲ့သားဆော်လမုန်ဘုရင်တို့အုပ်စိုးခဲ့တဲ့ဣသရေလရဲ့နိုင်ငံတော်ဟာယေရုရှလင်မြို့မှာအခြေစိုက်ခဲ့ပါတယ် ဂျူးလူမျိုးများမနေထိုင်မီကဤဒေသမှာခန်နနိုက်စ်လို့ခေါ်တဲ့လူမျိုးတွေကနေထိုင်ခဲ့ကြပါတယ်။ရှေးခေတ်ကာလတွေမှာဂျူးလူမျိုးတွေကဤနေရာမှာဂျူးနိုင်ငံတွေတည်ထောင်ကနေထိုင်ခဲ့ကြတယ်။ BC 90ခုနှစ်မှာရောမအင်ပါယာရဲ့ကျူးကျော်မှုကြောင့်ယူဒလူမျိုးတွေပြည်နှင်တန်ခံခဲ့ရပြီးနှစ်ပေါင်း2000နီးပါးပြည်ပမှာပြန်စဲနေထိုင်ခဲ့ကြရပါတယ်။19ရာစုနောက်ပိုင်းမှာဇီယွန်ဝါဒပေါ်ထွန်းလာခဲ့ပြီးယူဒလူမျိုးတွေဟာ၎င်းတို့ရဲ့ရှေးမူလာဒေသကို ပြန်လည်စုစည်းရန်လှုပ်ရှားမှုတွေကိုစတင်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အပြီး1948ခုနှစ်မေလ14ရက်နေ့မှာတော့ဗြိတိရှ်မန်ဒိတ်အဆုံးသတ်ပြီးအစ္စရေးနိုင်ငံကိုတရားဝင် ထူထောင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးအစ္စရေးအာရဗ်ပြည်ပခါတွေစတင်ခဲ့ပါတယ်။နောက်ဆယ်စုနှစ်များစွာကြာပြီးတဲ့နောက်အစ္စရေးရဲ့လူဦးရေဟာမွတ်စလင်ကမ္ဘာမှဂျူးများထွက်ပြေးလာခြင်း၊နှင်ထုတ်ခံရခြင်းတို့မဟုတ်ပြောင်းရွှေ့လာခြင်းတို့ကြောင့်များစွာတိုးပွားလာခဲ့ပါတယ်။ 1969ခုနှစ်6ရက်စစ်ပွဲပြီးတဲ့နောက်အစ္စရေးဟာ West Bank, Gaza ကမ်းမြောင်၊ Egypt ရဲ့ Sinai ကျွန်းဆွယ်နဲ့ Syria ရဲ့ Golan ကုန်းမြင်းတို့ကို သိမ်းပိုက်ခဲ့ပါတယ်။ယနေ့အချိန်မှာအစ္စရေးနိုင်ငံဟာနည်းပညာ၊စီးပွားရေးနဲ့စည်ရေးမှာအရှိအလဲပိုင်းဒေသရဲ့အထင်ရှားဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်။သို့သောပါလက်စတိုင်းပြည်နယ်နဲ့အခြားအာရဗ်နိုင်ငံများနဲ့ဆက်ဆံရေးအခက်အခဲတွေရှိနေသေးဖြစ်ပါတယ်။ ရှေ့လျသောသမိုင်းကြောင်းနဲ့ရှုပ်ထွေးရဲ့နိုင်ငံရေးအခြေအနေကြားကနေအစ္စရေးနိုင်ငံဟာကမ္ဘာသမိုင်းမှာအထူးခြားဆုံးနိုင်ငံတစ်ခုဖြစ်ရပ်တည်လျက်ရှိပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျမတို့ရှေ့မြန်မာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။